အလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့အာမိခင်မြာနေ့ပေါ့နော်မိခင်မြာနေ့ဆိုပြန်ဒီနေ့တော့အာကျွန်တော်ဒီခုအခုကတော့အာ7ရက်နေ့ပေါ့နော်မေလ7ရက်နေ့ကရင်လာနေ့ရောက်ရှိပါပြီเนาะတရင်ကရင်တော့ကြော်သွားပြီဖြစ်တယ်တော်တော်လည်းပဲအာဒီတရင်လာနေ့တရင်လာနေ့မနေ့ပိုင်ပေါ့နော်ခုအာနှစ်နာရီမနေ့နှစ်နာရီရှိသေးတယ် ချိန်မှာမိခင်များနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်မိခင်များရဲ့ချစ်ချင်မေတ္တာကြီးမှုပုံချိန်မှာမိခင်များရဲ့ချစ်ချင်မေတ္တာကြီးမှာကျေဝန်းတဲ့အကြောင်းကျွန်တော်တို့နေငယ်ကျန်စာနဲ့အာကိုဝါယူချင်ပါတယ်နောက်ဆုံးကျွန်တော်တို့ရှင်ယောဟန်ပေါ့နော်အာရှင်လူကာပေါ့နော်ရှင်လူကာခရစ်ဝင်ခန်းကြီးတိအငယ် 28ကောင်းကင်တမန်ဒီရောက်လာလင်ကျေးဇူးခံရသောမိန်းမတင်အားမင်္ဂလာရှိစေတည်းထာဝရဖရာတီတင်နဲ့သူရှိတော်မူတင်တဲ့မိန်းမတကားတို့ထက်မြတ်စွာဘုရားမင်္ဂလာရှိသည်ဟုပြောဆို၏သို့တော်ဒီရှင်တို့ကခရစ်ဝင်ခန်းကြီးတဲ့အငယ်28ထဲမှာ ကောင်းကင်တမန်တွေလာပြီးတော့မေရော်မာရီပေါ့နော်သခင်ရှုမွေးဖွားလာတဲ့မိခင်မေရော်မာရီကိုမိမတက္ကရုထဲကြီးမြတ်တဲ့သူပေါ့နော်မိမတက္ကရုထဲမြတ်တော်မင်္ဂလာရှိတဲ့သူပေါ့နော်မိမတက္ကရုထဲမင်္ဂလာရှိတယ်လို့ပြောတာဖြစ်တယ်အပလဆိုတော့မေရော်မာရီဟာသခင်ရှုမွေးဖွားတဲ့သခင်ရှုလူစားတီးခံပြီးတော့မွေးဖွားတဲ့မိခင်ပေါ့နော် တယောက်ဖြစ်တယ်။အဲ့ဒီလိုပဲသခင်ယေရှုနောက်ဆုံးအတေတက်ခံတဲ့အချိန်မှာလဲလေဝါကလိုင်တော်နာမပဲသူတွေရှိရဆိုတော့မေရောမာရီပေါ့နော်မေရောမာရီမာဂဒရမာရီပေါ့နော်ဆိုတော့မာရီဒီယေရှုနဲ့သူလေဝါကလိုင်တော်နာမအတူရှိတာဖြစ်တယ်ကျွန်တော်ရှင်ယောဟန်ပေါ့နော်ကျွန်တော်ရှင်ယောဟန် ကြည့်မယ်ဆိုရင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးစကူအငယ်26မှာထို့အခါမေတော်နဲ့ချစ်တော်မူသောတပည့်တော်တို့ဒီအနာမှာယနေ့ဒီကိုယေရှုဒီမြင်တော်မူလေတဲ့မေတော်အားချစ်မိမအခန်းငယ်25ကျပတ်ချင်တဲ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးစကူငယ်25ယေရှုလေဝါကတိုင်းတော်နာမှာမေတော်နဲ့မေတော်ဤ ညီမဖြစ်သောကာလောဖမယပါရီနဲ့မာဂဒရမာရရိယနေကြဤတဲ့ဆိုတော့သခင်ရှုအသေးခံတော့မဲ့အချင်းလေဝကန်တော့လေဝကတိုင်းတော့နာမမာဂဒလမာရီမေရောမာရီပြီးတော့မေရောရဲ့ညီမမေရောရဲ့ညီမအာကာလောဖမယမာရီပေါ့နော်ဆိုတော့မေရောအပါဝင်မေရောရဲ့ညီအမတွေတခင်ရှု လောကတိုင်းတော်နာအတိမခံခင်မှာတခေရှုအတိခံပြီးတဲ့ချိန်မှာရောတခေရှုရဲ့သူရှိနေတာဖြစ်တယ်ဆိုတာကျွန်တော်တို့အာတွေ့ရမှာဖြစ်တယ်တွေ့မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီတခေရှုရှင်ပြန်ထမြောက်တဲ့မနစ်မှာပေါ့နော်အဲ့ဒီမနစ်မှာလဲတင်ကျိုင်းတော်ကိုပထမအောင်ဆုံးတွေ့တဲ့သူတွေဘယ်သူလဲဆိုတော့မာရီ နော်ခုနတခင်ရှုအတိမခံခင်တခင်ရှုနဲ့အနာမှာရှိတဲ့သူတွေပဲဖြစ်တယ်ဆိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20အငယ်7မှာမာရီဒီတဲ့တင်းချင်းတော်အနာမှာငိုကြွေးလက်ရက်နေဤငိုကြွေးစဉ်ငုံကြည့်၍တွင်ထဲသို့ကြည်လျင်တဲ့ဆိုတော့တခင်ယေရှု မွေးဖွားချိန်မှာကျွန်တော်တို့မိမတက္ကာထဲမှာမင်္ဂလာရှိတဲ့ပေါ့နော်မိမတက္ကာတို့ထဲမင်္ဂလာရှိတဲ့မာရီပေါ့နော်မာရီကပဲဖွက်လာတယ်တခင်ရှူတေခါနဲ့ချိန်မှာတယ်ဒီမာရီအဖွဲပေါ့နော်မေရောမာရီအပါဝင်အဂဒရမာရီကာလောဖမယမာရီပေါ့နော်သူတို့တွေအတူရှိတယ်ခင်ရှူရှင်ပြန်ထမလာချိန်မှာလဲဒီမာရီဒီပဲလို့နော် ဆိုတော့ပြောချင်တာမိမမိခင်တွေပေါ့လားမိခင်တွေရဲ့ချစ်ချင်မေတ္တာကြီးမားပေါ်အကြောင်းတခင်ရှုမွေးဖွားလာကတဲ့ကတကောက်ကောက်အာတခင်ရှုနောက်ကလိုက်လိုက်ပြီးတော့ဂါလဲပီကနေဂါလီလဲပီကနေလိုက်လာပြီးတော့တခင်ရှုကိုကျွေးမြပြုစုနေတဲ့နောက်ဆုံးတခင်ရှုလိုအပ်ကလိုက်တော့နားမှာအတိတ်ခံတော့မဲ့အချိန်မှာတော့မှအနာမှာရှိနေတဲ့မာဂတလမာရိပေါ့နော်ယေရှုရဲ့တပည့်တော်ထဲကတပည့်တော်မိမ့်မပေါ့နော်မာဂတလမာရိ ဆိုတာကျွန်တော်တို့တွေ့အောင်ဖြစ်တယ်ပြောချင်တာကအမျိုးသမီးတွေရဲ့တချင်မေတ္တာပေါ့နော်မိခင်တွေရဲ့တချင်မေတ္တာပြောချင်တာဖြစ်တယ်တခင်ရှူလောကမှာလာကြတဲ့ကူကမိခင်တွေရဲ့တချင်မေတ္တာကြီးမားတာဖြစ်တယ်ဒါကြောင့်လေတခင်ရှူဟာမေရောမာရီအဖြစ်ဝိညာဉ်တော်ရဲ့ပရိသတ်ရှူပြီးတော့မွေးဖွားလာတာပေါ့နော်ဆိုတော့ကျွန်တော်တို့အာ မောရှိအကြောင်းပေါ့နော်ကျွန်တော်တို့အနေငယ်လေးလာချင်းတယ်ကျွန်တော်တို့ထွမြောက်ရကြမ်းပေါ့နော်ထွမြောက်ရကြမ်းခန်းကြီးနှစ်ထွမြောက်ကြမ်းခန်းကြီးနှစ်လောက်ကလည်းကျွန်တော်တို့လေ့လာမယ်ဆိုရင်ဒီထွမြောက်ကြမ်းခန်းကြီးတစ်ခန်းကြီးနှစ်ပေါ့နော်အဲ့မှာကဒီအေကုတုပြီမာတဲ့နော်အေကုတုပြီမာရှင်ဘရင်တပါး ရှင်ဘရင်အစ်စ်ပေါ်လာတယ်ပေါ့နော်ပေါ်လာတဲ့ခါကျတော့ तू ကဘာလုပ်လဲဆိုတော့ဒီယူဒလူမျိုးတွေပေါ့နော်အေကုတူလူမျိုးတွေတဖြည်းဖြည်းနဲ့ပွာလာတယ်ပေါ့နော်ပွာလာတဲ့အတွက်ကြောင့်တစ်ချိန်ချင်းကြရင်ငါတို့ငါတို့အေကုတူအဲငါတို့အေကုတူလူမျိုးတွေကိုအာပြန်ပြီးတော့တိုက်လာနိုင်မယ်ဆိုပြီးတော့ तू ကဘယ်လိုပြောမလဲ အဲ့ဒီချိန်မှာလည်းဒီဣတိရလူမျိုးတွေကကလေးတွေမွေးပြီးတော့တိုးပွားနေတဲ့ချိန်ဖြစ်တယ်။အဲ့လိုဖြစ်တဲ့ခါကျတော့ဒီအကွတုရှင်ဘီယံကကဲအခုကစပြီးတော့ဒီဣတိရဘောနော်ဣတိရလူမျိုးတွေမွေးလာတဲ့ကလေးတွေအားလုံးကိုမမွေးခင်မှာဝမ်းဆွဲဆရာမတွေကနော် မိုက်ထဲမှာကိုဝင်ဆောင်တဲ့ချိန်မှာကလေးကိုကိုဝင်ဖျက်ချရမယ်ဆိုပြီးတော့အကူတူရှင်ဘီကနေအမိန်ထုတ်တယ်ပေါ့နော်။ဒါမဲ့လည်းဟေဘဲဒီဝမ်ဆွေးဆံမှာဟေဘရူးပေါ့နော်ဟေဘဲမျိုးသမီးတွေကဖျားကိုကြောက်ရွံ့ပြီးတော့သူတို့ကကလေးကိုကိုဝင်ဒီအကူတူပေါ့နော်အကူတူအမျိုးသမီးတွေကိုဝင်ကိုဟေဘရူးဒီ ဝန်ဆွေးဆံမတွေကအဖြစ်ချက်ရဲဘူးပေါ့နော်အဖြစ်ချက်ရဲဘူးမတက်ရဲဘူးအဲ့ဒါကိုရှင်ဘီရင်ကဒီအကုတုရှင်မင်းကပြန်ကြတဲ့ခါကျတော့နင်တို့ဘာဖြစ်လို့ဒီကလေးတွေကိုနော်ဝန်ဆွဲပြီးတော့မတက်တာလဲဆိုပြီးတော့သူကပြောတယ်ပေါ့နော်ကဲနင်တို့ကိုဝင်ကိုဝင်မဖြစ်ချဘူးအဖြစ်ချရဲဘူးဆိုရင်တဲ့အဲ့ဒီမွေးပြီးသားကလေးတွေအားလုံးကိုမြစ်ထဲမှာနော်မြစ်ထဲမှာအကုန်လုံး ပစ်ချက်ရမယ်ဆိုပြီးတော့အမိန်ပြန်ထုတ်တယ်။အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ထမြောက်ကြံခန်းချင်းနှစ်ထဲမှာထိုကလာနိုင်လေဝိအမျိုးသားတယောက်ဒီတဲ့လေဝိအမျိုးသမီးနဲ့အိမ်ထောင်ဖက်ပြုတ်၍မိမတွေတရိပရိတရိယူသဖြင့်တားယောက်ချာကိုဖွားမြင်လေထိုသားဒီအစင်းလာကြောင်းကိုအမိမြင်လင်၃လပတ်လုံးဖွတ်ထားလေဤတဲ့ လေဝိအမျိုးသားတယောက်ကလေဝိအမျိုးသမီးနဲ့အင်တာဗျူးတယ်တဲ့ပရိသတ်ရူပြီးတော့ကလေးတယောက်မွေးလာတယ်အဲ့ဒီကလေးကအစင်းလာတယ်ပေါ့နော်အစင်းလာတယ်အစင်းလာတဲ့အခါကျတော့အာဒီအကူတူရှင်ဘီရင်အမေရဆိုရင်တော့သူတို့ကလေးကိုညစ်ထဲမှာပေါ့နော်သူတို့ပြစ်ချရမယ်ဆိုတော့ပြောချင်တာကညစ်ထဲမှာအရှင်လက်လက် ပြစ်ချတေပေါ့အဲ့လိုပုံစံ ရှင်ဘီရင်ကမိထုတ်တာအဲ့လိုဖြစ်တဲ့ခါမှာသူ့အမိပေါ့နော်အဲ့ဒီကလေးအနာမြမောရှိဖြစ်တဲ့သူ့ရဲ့အမိက၃လပတ်လုံးမောရှိကိုဖွက်ထားတယ်ပေါ့နော်မောရှိဖွက်ထားတယ်ဒါပေမဲ့၃လပြီးတဲ့ခါမှာသူ့အမိကလည်းမဖွက်နိုင်တော့ဘူးကြောက်တာပေါ့နော်နောက်ဆုံးရှင်ဘီရင်အမိလည်းရှိတဲ့ခါကျတော့ဒါပေမဲ့ကလေးကိုမချစ်လို့မဟုတ်ကလေးကိုချစ်ရတဲ့အတန်းနဲ့ပေါ့နော်ကလေးကိုချစ်ရတဲ့အတန်းနဲ့ အဲ့ဒီကလေးကိုအဲ့ဒီကလေးကိုပခက်ပေါ့နော်ပခက်လုံပြီးတော့ဒီထမြောက်ကြံခန်းချင်းနဲ့အငယ်သုံးထဲမှာနောက်တပံဖို့ရမထားနိုင်တော့ခါတဲ့ကမာကိုင်းပြဖြစ်ရတော့ကမာကိုင်းပြင်ဖြစ်ရတော့ပခက်ကိုယူ၍ရေညိနဲ့တစေဖြစ်လူပြေးလင်းတဲ့ပခက်ထဲတွင်သူငယ်ကိုထည့်၍မြကန်းနာကိုင်းတော်၌ထားလေ၏ ပခက်ကိုယူပြီးတော့ရေကြီးနဲ့သေးနဲ့လူးတယ်တဲ့လူးပြီးတဲ့ခါကျတော့အဲ့ဒီပခက်ထဲကိုမောရှိထိလိုက်တယ်ထည့်ပြီးတော့အဲ့ဒီမြက်ကန်းသားမှာအဲ့ဒီပခက်ကိုထားလိုက်တယ်ပေါ့နော်ဆိုတော့မောရှိရဲ့မိခင်ရဲ့ချစ်ချင်းမေတ္တာကြီးမားတာဖြစ်တယ်ရှင်မရင်ရဲ့အေကုတုရှင်မရင်ရဲ့အမိန်ရဆိုတော့မောရှိကိုနော်မြစ်ထဲမှာပစ်ချဖို့တပ်ဖို့ဖြစ်တယ်တုတ်တော်လည်းပဲသူ့အမေကအဲ့လိုမလုပ်ရဲဘူးပေါ့နော်ဆိုတော့ အာသမီကိုချစ်လို့ဖြစ်တယ်။မောရှိကိုချစ်လို့ဖြစ်တယ်။ချစ်တဲ့ခါကျတော့မောရှိကိုအရှင်နဲ့ပဲပခက်ထဲမှာထည့်ပြီးတော့ပေါ့နော်။အဝေးကနေပဲသူ့မိခင်ကနေပြီးတော့စောင့်ကြည့်နေတာဖြစ်တယ်။ငါตาမဖြစ်မလဲဆိုပြီးတော့ပေါ့နော်။ဒါမဲ့အဲ့လိုမြေကနာမှာကလေးကိုပခက်ထဲထဲတဲ့ချိန်မှာမတူလားဆိုတော့ဖာရောပေါ့နော်။ခုနအေကုတုရှိမင်းရဲ့သမီးဖာရောကရေချိုးဖို့ရလာတယ်။ရေချိုးဖို့မြေကနာလာတယ်။ အဲ့ခါကျတော့အဲ့ဒီမောရှိကိုတွေ့တယ်ပေါ့နော်တွေ့တဲ့ခါကျတော့အဲ့မောရှိကိုမွေးစားတယ်ပေါ့နော်မွေးစားပြီးတော့မောရှိလည်းမြင်သားဖြစ်လာတယ်ဆိုတော့ကျွန်တော်ပြောချင်တာကမိခင်တွေရဲ့ချစ်ချင်းမေတ္တာပေါ့နော်မိခင်တွေရဲ့ချစ်ချင်းမေတ္တာကြောင့်ကျွန်တော်ဒီနေ့အဓိကပြောချင်တာဖြစ်တယ်ပြီးခါကျတော့ကျွန်တော်တို့ဒီဣဒတာဝတ္ထုပေါ့နော်ဣဒတာဝတ္ထုကိုကျွန်တော်အနေငယ်ပေါ့နော်လေ့လာရအောင်ဆိုတော့အာ ်ဧတတာဝတ္ထုအခန်းကြီး9ပေါ့နော်ကျွန်တော်ဧတတာဝတ္ထုအခန်းကြီး9လောက်ကနေကျွန်တော်လေ့လာမယ်ဆိုရင်ပေါ့နော်အခန်းကြီး9အငယ်1လောက်ကကျွန်တော်ဖတ်မယ်မိဖုရားဧတတာဒီတတိုင်းတော်ထဲမှာရက်နေဒီကို ရှင်ဘရင်ဒီမြင်လင်းနူးညွတ်တော်ဆိတ်ရှိ၍လက်တော်၌ပါတော်ရာဇလန်တန်ကိုဤတတာ သူကန်းတော်မူသည်ဖြစ်ဟိရတာဒီချင်းကရွေယဇလန်ဒန်တော်ထွက်ကိုတို့လေဤရှင်မယင်ကလည်းမိဖုရားဣတတာတင်းဒီအဘေအလိုရှိတဲ့နီအပေစုကိုတောင်းချင်တဲ့နီတောင်းသမယကိုနိုင်ငံတော်တို့အတောင်းငါပေးမိကိုမင်းတော်မူဤတဲ့ဆိုဒီနေရာမှာကမိဖုရားဣတတာပေါ့နော်ဆိုတော့ကျွန်တော်ဒီအက်စတာ book of esther esther ကျောင်းလာကျွန်တော်တို့အများကြီး အာကျွန်တော်ခရီးယန်တွေအများကြီးကြာဖို့ပြီလောက်ပြီဆိုတော့ကျွန်တော်အများကြီးမပြောတော့ဘူးဆိုတော့ဒီနေရာမှာကဣတတကရှင်ဘရင်ကိုအာရှင်ဘရင်ဟိုပေါ့နော်တွေ့ဖို့ရန်အတွက်ဒီရှင်ဘရင်ရှိရနေရပေါ့နော်ပြောချင်တာကရှင်ဘရင်ဆိုတာကသူကရှင်ဘရင်ရှိရနေရကိုလူတိုင်းဝင်လို့မရဘူးမြေဖျားဖြစ်နေပါစေပေါ့ ရှင်ပင်ရှိနေတဲ့နေရာအပြင်တတိုင်းမှာမိဣတတကရက်နေတယ်တဲ့ရက်နေတဲ့ခါကျတော့အဲ့မှာရှင်ဘရင်ကကြည့်တဲ့ခါမှာဣတတကိုကြည့်တဲ့ခါမှာရှင်ဘရင်ရဲ့စိတ်နှလုံးပေါ့နော်ရှင်ဘရင်ရဲ့စိတ်နှလုံးကဣတတပေါ်မှာအာနူညတ်တော့စိတ်ရှိတယ်ကျွန်တော်ထဲမှာနော်နူညတ်တော့စိတ်ရှိရွေးတယ် တဲ့တော့လိုက်ပါတော့ရန်စလန်တန်ကိုဣဒတာတော့ကန်တော့မှုတဖြစ်တဲ့ဆိုတော့ရှင်ဘီယင်စီဝင်ဖို့ရန်အတွက်ရှင်ဘီယင်ကအဲ့ဒီရန်စလန်တန်ကိုကံပေးမှာဣဒတာကဝင်လို့ရတာဖြစ်တယ်ရှင်ဘီယင်ကရန်ရန်စလန်တန်မကံဘူးဆိုရင်ရှင်ဘီယင်စီမှာဝင်လို့မရတဲ့အပြင်အာဘယ်လိုပြောမလဲ ရှင်ဘရင်ကအခတ်မတင်ဘူး तू အမြင့်ထွက်တယ်ဆိုရင်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် तू တေးတန်းတေးစီဆိုရင်တခါတည်းတေးတန်းပြလို့ရတယ်ပေါ့နော်အဲ့လောက်ထိရှင်ဘရင်တွေကအာတကူအာနာရှိတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒီလိုဒီအင်တာဝတ်ထုတ်တယ်ကျွန်တော်လေ့လာခါမှာဆိုတော့ရှင်ဘရင်ကနူးညွတ်တဲ့စိတ်ရှိတယ်ရှေ့ခါကျတော့ရှင်ဘရင်ကအစ်တတာနင်းပါလို့ချင်တာလေပေါ့နော်နေလို့ချင်းငါရဲ့နိုင်ငံတော်ဝက်တော်ငါနင်းကိုပေးမယ်ဆိုပြီးတော့အဲ့လောက်ထိရှင်ဘရင်က ဣတတာကိုချင်တာဖြစ်တယ်ဘာဖြစ်လို့ဘာဖြစ်လို့ဣတတာချင်လဲဆိုတော့ဣတတာကိုဘုရားကမျက်နှာตาပေးတယ်အဲ့ဒါကြောင့်ဖြစ်တယ်ဆိုတော့ဒီဣတတာမိဘုရားကသူ့လူမျိုးတွေပေါ့နော်သူတပြည့်ယူဒာလူမျိုးတွေအားလုံးဒီရှင်ဘုရင်ရဲ့လက်အောက်ပေါ့နော်ရှင်ဘုရင်ကလက်အောက်မှာအာအမှုထမ်းနေတဲ့ဒီဟာမန်ဆိုတဲ့လူကနေပြီးတော့ဒီယူဒာလူမျိုးတွေကို ယုဒလေလူမျိုးတွေပေါ်မှာရုပ်မာပြီးတော့သူကတပ်ဖို့ပေါ့နော်ရှင်ဘရင်ကိုအာအမင်းပေးခိုင်းတာဖြစ်တယ်ရှင်ဘရင်ကိုအတုံးချပြီးတော့ဒီယုဒလူမျိုးတွေအားလုံးအပြည့်ရှင်ဖို့ပေါ့နော်လို့ဒါဖြစ်တယ်အဲ့ဒါကိုဣဒတာနေပြီးတော့ပြန်ပြီးတော့သူ့လူမျိုးတွေကိုကယ်တင်ခြင်းနဲ့အတွက်ကြောင်းရှင်ဘရင်စီကိုမိဖုရားဣဒတာကနှစ်ချိန်တိုင်တိုင်ပေါ့နော်နှစ်ချိန်တိုင်တိုင်တွားတာဖြစ်တယ် ပထမကျင်းရှင်ဘုရင်ကသူ့ရဲ့ရာဇလန်တန်ကန်းတယ်ပေါ့နော်အဲ့မှာဣတတာကနေပြီးတော့အာထမင်းစာဖို့ပေါ့နော်အခုချင်းအခုလို့အခုလို့ခက်စကားနဲ့ပြောဆိုတော့ထမင်းစာဖို့ပေါ့နော်ထမင်းစာဖို့သူဖိတ်ခေါ်တဲ့ရှင်ဘုရင်နဲ့ခုနကဟာမန်ပေါ့နော် ရှင်ဘုရင်ရဲ့လက်ထောက်ပေါ့နော်လက်ထောက်ဝင်ကြီးပြောမလားပေါ့ဟာမန်နဲ့ရှင်ဘုရင်ကို ထမင်းဆောင်ဖိတ်ခေါ်တယ်ကျွန်တော်ဒီရှင်ဣဒတဝတ္ထုခန်းကြီးငါအငယ်ငါလောက်ကကျွန်တော်ဖတ်မယ်ဆိုရင်ရှင်မင်းကဣဒတလျှောက်တည်တိုင်ပြောင်းတော့ငါဟာမန်ဒီအလီမြန်ပြုစေလောဟုမင်းတော်မူတပိဣဒတပင်စင်တော့ပွဲကိုဟာမန်နဲ့တကွာရှင်ဘရင်ကြောတော်မူ၏တဲ့ဆိုတော့ပထမတစ်ခေါက် ပထမတကောက်ရှိမရင်ခေါ်ပြီးတော့အာထမင်းစားဖို့ပေါ့နော်ချင်ပီင်ကိုပထမတကောက်ထမင်းစားဖို့ခေါ်တယ်အမဟာမနဲ့တကွာခေါ်တယ်ဒါပေမဲ့အဲ့ဒီကိစ္စကိုမပြောသေးဘူးနော်သူယူတာလိုမျိုးနဲ့တက်ခံမကိစ္စမပြောသေးဘူးအဲ့ဒါပြီးတော့ဒုတိယတကောက်ရှိမရင်ကိုစားပွဲပေါ့နော်စားတော့ပို့တယ်ထမင်းစားဖို့ပြန်ခေါ်ပေးခေါ်တယ်ပေါ့နော် ကျွန်တော်ဒီဥဒတာဝတ္ထုခန်းကြီး၈ပေါ့နော်အခန်းကြီး၈အငယ်၃လောက်နဲ့ဖတ်တဲ့ခါမှာအဲဒီတာဝတ္ထုအခန်းကြီး၈ပေါ့နော်အငယ်အငယ်ခေါ်လောက်ကျွန်တော်ဖတ်ဖတ်တဲ့ခါမှာပေါ့နော်ဒီတာဝတ္ထုခန်း၈ငယ်ခေါ်မှာ ကျွန်တော်တို့ဒုတိယချိန်ပေါ့နော်ဒုတိယချိန်အာပြန်ပြီးတော့ရှင်ဘရင်ကိုဖိတ်တယ်ပေါ့နော်ဒီဣတတာနဲ့ S တာနဲ့ဖပြန်ဖိတ်တယ်အဲ့မှာ S တာနဲ့ပြီးတော့ဖွင့်ပြောတယ်ပေါ့နော်ဂျမဂျမအစ်တင်နေတဲ့ဂျမအမျိုးတွေကိုအစ်တကိုချမ်းသာပြေပေါ့နော်အဲ့လိုမျိုး ကျမရောကျမမျိုးတွေရောအဲ့လိုမျိုးတုတ်တင်ပယ်ရှင်းခြင်းနဲ့လူရှိတယ်တဲ့ဆိုတော့အဲ့ဒါလည်းရှင်မြတ်စိတ်ဆိုးတာပေါ့မြေဖျားနဲ့မြေဖျားမျိုးတွေပဲသူကပယ်ရှင်းခြင်းတာလဲပေါ့နော်ဒီကတော့အဲ့ဒါနဲ့အစ်သားနေဣတတာနဲ့ပြောတာပေါ့ရှင်ဘရင်ရဲ့အနာမှာရှိတဲ့ဟာမန်ဖြစ်တယ်တဲ့ကျွန်တော်ရှင်အာဣတတာဝိထုခန်းကြီးခုံပေါ့နော်အာငွေ6လောက်ကိုဖတ်မယ်ဆိုရင်ဣတတာက ရမပြူတော်ရန်သူကြီးဒီဤစူညက်တော်ဟာမန်ဖြစ်ပါယူရှောက်တော်တဲ့ဟာမန်ဒီရှင်မရင်နဲ့မိဖုရားရှိမှကြောက်ရွံ့ခြင်းတို့ရောက်လေ၏တဲ့ဆိုတော့ဒုတိယအကျင့်ထမင်းစားကိုဖိတ်တဲ့အခါမှာဣတတာနေပြီးတော့သူပြောချင်တဲ့အကြောင်းအရာကိုဖွင့်ပြလိုက်တယ်အဲမှာရှင်မရင်နဲ့စိတ်ဆိုးသွားတယ်ပေါ့နော်စိတ်ဆိုးသွားတယ်အဲမှာတိုင်မဲ့တော့ခက်တာက ရှင်ဘရင်ရဲ့လက်ဆွတ်နဲ့အမိန်နဲ့ဒီတိုင်းနိုင်ငံတွေအားလုံးပေါ့နော်အမိန်တွေထုတ်ပြန်ပေးတာဖြစ်တယ်ဒီယူဒလူမျိုးတွေကိုတတ်ဖို့ပေါ့နော်တရားထဲမှာခေါင်းလုံးရှင်ဖို့ရှင်ဘရင်အမိန်နဲ့လုပ်ထားပေးတာဖြစ်တယ်တော်တော်လည်းပဲအာဣဒတာအစ်သာရဲ့ရှင်ဘရင်ကိုပြန်ဖြောင်းဖြပေါ့နော် ပြန်ဖြောင်းဖြနိုင်တယ်ဖရာနဲ့အတူအစ်သာကအစ်သာကိုဖရာတခင်ကမျက်နှာတာပေးတဲ့အတွက်ကြောင်း အဲ့မှာရှင်ဘုရင်ရဲ့စိတ်ကညွတ်တယ်ပေါ့နော်ဣတတာဖက်ကိုရင်းလာတယ်ဒီနေ့ခါကျတော့ဟာမန်ဒီဘယ်လိုပြောမလဲယူဒာလူမျိုးတွေကိုတချင်တဲ့ဟာမန်ကိုနောက်ဆုံးကျွန်တော်တို့ချုပ်ပြောမယ်ဆိုရင် ရှင်ဘုရင်ကအပြစ်ပေးတယ်ပေါ့နော်ဒီအာနန်တော့အဆောင်ပေါ့နော်နန်တော့အဆောင်အဲ့ဒီတုန်းကမော်ဒကေပေါ့နော်အဲ့ဒီ လန်တော်ဆောင်မော်ဒကဲကိုဟာမန်ကအမြင်ကလုတ်ယူဒလူမျိုးတွေကိုပြစ်ရှင်ဖို့သူကရှင်ဘရင်ကိုတွေးထိုးတာပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာမော်ဒကဲလည်းအတမခံရဘူးအက်စတာလည်းယူဒလူမျိုးလည်းအတမခံရဘူးပေါ့နော်အတမခံရဘူးနောက်ဆုံးဒီအကောက်ကြံတဲ့ရှင်ဘရင်ကိုတွေးထိုးတဲ့ဟာမန်ပဲအပြစ်စီရင်ခြင်းခံရတယ်ပေါ့နော် တို့ဒီဧတဝတ္ထုခန်းကြီးရှေ့ပေါ့နော်အငယ်3လေးဧတဝတ္ထုခန်းကြီးရှေ့အငယ်3လေးလေးလာခါမှာတဖန်ဤတတာဒီရှင်ဘရင်ချီတော်ရင်းနဲ့ပြည့်ဝ၍အာကအမျိုးဟာမှန်ပြုတော်အပြည့်ရှိတော်မျိုးတဖန်နဲ့ဂျန်စီတော်ဂျန်စီကိုပေတော်မူမြေကျော်မိကြီးကြလက်တောင်းပန်လေဤတဲ့ရှင်ဘရင်ဒီရွှေရသတန်ရွှေရသလန်တန်ကိုဤတတာတော်ကံတော်မူတဲ့ပြည့် ဣဒ္ဒာတိထ၍ရှင်ဘရင်ရှိတော်၌ယက်လေအရှိမြင့်ကြီးအလိုတော်ရှိ၍ကျွန်မစိတ်ကျွန်ကျွန်တော်မကိုစိတ်နှင့်တွေ့တော်မူလေ၎င်းကျွန်တော်မအမှုသည်ရှိတော်၌လျှောက်ပတ်၍ကိုတော်၏ကျွန်မကိုလည်းချစ်တော်မူချစ်တော်မူလေ၎င်းနိုင်ငံတော်အတိုင်းတိုင်းပြည်နှင့်ရှိတော်ယူသားလူတို့ကိုပြစီချင်းငါအာကမျိုးအာကမျိုးဟာမောဒတာတာ ဟာမန်စီတော့စာကိုပယ်မီအကြောင်းထပ်၍စာရေးတော်မူပါတဲ့ဆိုတော့ဒီဟာမန်လုတ်ခဲ့တဲ့ပေါ့နော်စာတွေဟာမန်လုတ်ခဲ့တဲ့ဒီယူဒလမျိုးတွေတဖို့ဖြန့်ဝေခဲ့တဲ့ဒီရှင်ဘရင်ရဲ့လက်စွပ်အမိန်နဲ့ရိုက်ထုတ်ထားတဲ့စာတွေကိုပြန်ပြီးတော့ပယ်ဖို့အတွက်အာလူတျာချင်းဣတတာကနေအစ်သားနေပြီးတော့ဒီရှင်ဘရင်အရွှေရုအရွှေရုစီကိုအာ ြင်လာတယ်ပေါ့နော်ဆိုတော့အရှင်မင်းအဆွေတို့ကလည်းသူ့ရဲ့လန်ဒန်ကန်းတယ်ပေါ့နော်ဆိုလို့ချင်းတာကအာလန်ဒန်ကန်းတယ်ဆိုတာကအတချမ်းသာပြည်တယ်ပေါ့နော်ဆိုတော့ရှင်ဘီယန်တွေစီမှာကဝင်ချင်းတိုင်းဝင်လို့မရဘူးပေါ့နော်အဲ့ဒီခက်တုံးကအဲ့လိုရှင်ဘီယန်ကလန်ဒန်မကမ်းဘူးဆိုရင်တေးတန်တောင်းပေးလိုက်တာပြီးတေးတန်တောင်းပေးချင်းပြီလို့ရတာဖြစ်တယ်ဒါပေမဲ့မြေပြအက်စတာတဲ့ချိန်မှာသူ့ရဲ့လန်ဒန်ကန်းတယ်ပြီးတော့မိဖုရားရပြောတဲ့အတိုင်းပဲရှင်မင်းကနေပြီးတော့လိုက်လျော်ပြီးတော့ သူအမိန်ထုတ်ပေးတာတွေအားလုံးပေါ့နော်ပယ်ဖြတ်ကြောင်းတပန်းသူ့ရဲ့လက်စွပ်နဲ့ပြန်ရိုက်နေပြီတော့အာတိုင်းနိုင်ငံတွေအားလုံးကိုစာဖြန့်ဝေတယ်ပေါ့နော်ဆိုတော့မော်ဒကဲကိုလည်းနန်းတော်ရဲ့တကားဆောင်မော်ဒကဲကိုလည်းအာဟာမာအယာပေါ့နော်ဝင်ကြီးအာဘယင်းဘယင်းရဲ့လက်ထောက်အစင်းတိပေါ့နော်သူလည်းရထိုးတူးတော်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ပြောချင်တာကတော့အာ မိခင်တွေရဲ့ချစ်ချင်မေတ္တာပေါ့နော်ဆိုတော့ဒီကြောင်ဆိုရင်လည်းကျွန်တော်မိဖုရားဣတ္တာအဖြစ်သူ့လူမျိုးတွေအားလုံးလူမျိုးတော်လာဖြစ်တယ်ဒါပေမဲ့ကသူ့ရဲ့ဦးလေးဟာမလည်းပေါ့နော်တခါဆောင်းဘဝနေမရှင်တွေရဲ့ထောက်ဘဝအထိပေါ့နော်မိဖုရားဣတ္တဣတ္တာရဲ့ဖရာပေါ်မှာပြုတ်ခဲ့တဲ့မှုတွေကျွန်တော်တို့ဒီနေ့အာမောရှိအမေချစ်ချင်မေတ္တာပေါ့နော်ပြီးတော့ ခင်ယေရှုမွေးဖွားတဲ့မေရော်မာရီရဲ့ချစ်ခြင်းမေတ္တာကြောင့်တို့ဒီနေ့အနှဲငယ်ချမ်းစာဖြစ်အာဝေမြတိုက်တွန်းလိုက်ပါတယ်ရောက်စီတိုင်းပေါ်မှာဖျားရှင်မိခင်မြနေမှာရောက်စီတိုင်းပေါ်မှာချစ်ခြင်းမေတ္တာဖျားချစ်ခြင်းမေတ္တာမိခင်မြတဲ့ရှင်တဲ့ဆိုရင်လည်းမိခင်မြချစ်ခြင်းမေတ္တာရရှိခံစားချက်ပါစေတကယ်လို့မိခင်ဒီမရှိတော့ဘူးလောကမရှိတော့ဆိုရင်လည်းဖျားတခင်ချစ်ခြင်းမေတ္တာအထူးရရှိခံစားချက်ပါစေ God bless you all.